ော်တို့အပတ်တည်းတော့လက်ချောင်းအကျိုးတော့နိုင်ငံကသွားရင်တော့ဒီအဆင့်သွားမှာရောမူတိုင်းဆိုတော့ဒီအဆင့်မှာသွားပါဆိုအမှတ်ပေးစနစ်ပေါ်မှာပဲသူရဲ့အနိုင်ရှုံသိရမယ်ပြီးတော့ဒီနိုင်ငံကသွားမယ်ဆိုရင်ကျွန်တော်တို့ကဘာလည်းအခုလက်ရှိအမှတ်ပေးစနစ်ကိုလက်ခံလာကျွန်တော်လည်းတကယ်နိုင်ငံကသွားမယ်ကျွန်တော်လည်းဝေးရအမှတ်ပေးစနစ်နဲ့ပဲဖြစ်မှာပေါ့ဒါပြီးတော့ကစားသမားတွေကလည်းတက်ကနေတွေကောင်းလာမယ်ဟိုခံပြီးမထိုးလည်းပြင်သူကဟိုအမှတ်မပေးအောင်ကာဝယ်ပြီးထိုးကြအောင်အဲ့တော့ဒါကစားသမားတွေလည်းအများကြီးတူတက်လာမြန်မာလည်းဝေးကြတော့ဒီကျွန်တော်တို့ခေါင်းလက်ကြအဓိကပေါ့ဘာလို့ ်ကျန်တဲ့ဥစ္စာတက်ကုတ်တန်းသရောင်ရကြတယ်သရောင်ရကြတော့ဒီမြောင်းလောက်ရတစုစံဒါပေမဲ့ခေါင်းနဲ့ထင်းရင်သူကနှစ်လမ်းမရှိတော့ကိုယ်ရင်ကိုယ်မကိုယ်ရင်မူမူဘူးလေမေးပါတော့ခေါင်းလေးကြတော့သူအမာချင်းမှရင်တရတဲ့ဥစ္စာအဲ့တော့ခေါင်းထိမဲ့ဆိုရင်ခြားဒီထိုင်းဆိုရင်ကြောက်တော့ထိုင်းကစားသမားဆိုဒါကစားရလွယ်တယ်ကျွန်တော်တို့ဆိုထိုင်းကစားသမားတွေအများကြီးနဲ့ကစားကြရတွေးကြုံလို့ရှိတော့အဲ့တော့ဆိုကျွန်တော်တို့လက်ကစားရရှိရင်တကယ်ထိုင်းအကောင်းဆုံးကစားသမားတွေလည်းရှိတယ်အခုကတော့ဒီ1လောက်ကတော့ပေါ်သူကသိမလာတော့ အဲ့တော့ဒီထိုင်းကစားမနဲ့ကစားကျွန်တော်ခေါင်းတိုက်တော့ဦးစားပေးကစားဆိုတော့ထိုင်းကစားတော့မတော်များတို့မျက်နှာကွယ်မအောင်အရင်ကြောက်တော့အဲ့တော့ကျွန်တော်တို့ကတို့တို့တောင်ချင်းရှင်ရိုင်းလို့မရဘူးတောင်ရိုင်းလည်းတို့ကကိုယ့်ထဲကိုတောင်ပုံမြန်တော့တို့ကကျွန်တော်အဲ့ဒီအဓိကခေါင်းအသုံးပြုကစားတော့အခုကဒါကျွန်တော်တို့ဒီလုံးဝဖွင့်နေပြီးရပြင်လာဆိုဆွေးနွေးတာပေါ့တို့ကလည်းလှုပ်လို့ရှိရင်ဒါဘယ်လိုလှုပ်လို့ရလဲပုံမြန်တာဆွေးနွေးတော့မရှိတော့ဒီပွဲတွေကတော့မဖြစ်သေးဘူး ။ဟောဒီနာလာဆွေးနွေးပဲတော့ဒီအဖွဲ့ချုပ်နဲ့ BKF စီနဲ့ဒီကရိုးရလာဝေးအတန်းဝိုင်း။ဟောဒီနာတည်ကျင်တဲ့အချက်အရာကျွန်တော်တို့တော်မဟုတ်ရင်တော့ကစားသမားတွေပြောပေါ့။ BKF စီကတနည်းတို့ပဲနပွဲလုံးမှန်းမသိဘူးပေါ့။လက်ရှိမြန်မာကစားသမားတွေကလူငယ်ကစားသမားတွေကဒီပတ်တီနဲ့ထိုးရတော့အချင်းဖြစ်တော့အချင်းဖြစ်တဲ့အတွက်အပတ်တီနဲ့ထိုးရင်တော့မှလာကျွန်တော်တို့တော့ကိုယ်တိုင်လက်တွေဂျိုးခဲ့ဖို့ဂျိုးခဲ့ဖို့တော့ကျွန်တော်တို့ဒီကစားပွဲတွေမှာဒါအဟန္တာဖြစ်နိုင်တယ်ဗောခါကြရဲ့လက်ကြိုပြီးတစ်နှစ်နာလာမျိုးရှင်းရှင်းမှာနှစ်နှစ်နာလာမျိုးရှင်းရှင်း ဒါအန္တရာယ်ရင်းများတော့ကျွန်တော်ဒါဝင်မေးပေးတာပေါ့နော်ခလကစားသမားတွေကိုစားကျွန်တော်ကတော့ဒီစက်ရွက်တခုရောင်းလို့ဆိုတော့ဒီမှာထိုးလို့လက်ကျူအချင်းနဲ့ကျွန်တော်အားယူလိုက်ရင်လည်းရတော့ဒါပေမဲ့လူငယ်ကစားသမားတွေကြတော့တော့သူရှေ့ဆက်အများကြီးသွားအောင်ပဲဒီကဲကြီးရလဲကျွန်တော်တို့နိုင်ငံမှာသူကတနည်းတော့ဝယ်လောက်ပဲလို့နိုင်ငံတကာမှာပွဲလုံးဝင်ကျွန်တော်တို့ခေါ်လာမခေါ်လာဒါမသိကြဘူးပေါ့မကြရတဲ့ဒီမှာကျွန်တော်တို့ထိုးရတဲ့အချိန်မှာလည်းကျွန်တော်တို့ဒီလက်ကအင်ဂျင်နီယာဖြစ်တာမျိုးလို့ပါလို့ဆိုတာအနေနဲ့များလို့ကျွန်တော်ဒီဥစ္စာကိုသက်သက်ဝင်မိပြီးတော့ကစားသမားတွေကို ျွန်တော်တော့ကန်လန်းတာရှိတော့ဝမ်းမလည်းရှိတယ်ဘီရဲ့ပြုမလည်းရှိတယ်ဆိုတော့ဒါကျွန်တော်ကသူတို့လည်းညှိနှိုင်းလို့ရတဲ့ promotion မှာထိုးဖို့တော့အစီအစဉ်ရှိတော့ဟိုဘီရဲ့ပြည့်ရဲ့လည်းမဟုတ်ဝမ်းမတကယ်လို့ကျွန်တော်ထိုးပြင်းလည်းထိုးပြင်းပေါ့ဒါပေမဲ့သူတို့ဟိုညှိနှိုင်းတာအဆင်မပြေသေးဘူးပေါ့ဒါဆိုသူကကစားသမားတွေကိုဟိုစာချုပ်ချုပ်မှတော့ကျွန်တော်တို့ကတခြား promotion မထိုးခွင့်မရပါဘူးစာချုပ်မချုပ်ဆိုရင်ကျွန်တော်တို့ထိုးခြင်းနဲ့ promotion မှာထိုးလို့ရတော့အဓိကသူတို့ကကျွန်တော်တို့ဒါစာချုပ်မကန်းလည်းတော့ကျွန်တော်တို့တကယ်လို့ဝမ်းမထိုးခွင့်ရရင်လည်းကျွန်တော်ထိုးဘီရဲ့ပြည့်မှာ ထိုးဝင်ရမယ်ဆိုတော့ထိုးမတခြားဘလို့ motion ကျွန်တော်မြန်မာလက်ဝိဒီထိုးမဆိုတော့ထိုးဘုရင်ကစကားပြောဆိုမှုမျိုးရှိရပါတော့နော်စကားပြောဆိုမှုတော့တို့ဒီထိုင်းကတို့ဟိုနေတာစကားတော့တခါပြောဘူးတော့ကျွန်တော်ညီကိုတွေကိုသူ promotion မှာထိုးနိုင်မှာမေးဘူးတော့ကျွန်တော်ကတော့သူ့ကိုပြောလိုက်တော့ငါတို့တို့ကဟိုနေဖြစ်မှာဆိုတော့အောက်ကညအောင်တစ်ခုကိုပြင်မှာဆိုတော့ထိုးဘူးတော့ရှိတော့အခု ARD ဝင်လာမှလည်းဝင်လာတော့ တော့တိုးရှိတာဒါလေးလည်းကျွန်တော်ရွက်လုပ်နေတယ်အဲဒီတော့ဘလိုပဲဖြစ်လာကျွန်တော်တို့မြန်မာလက်ဝဲကိုကဘာအသိပါအောင်ဒါဝမ်းသာစရာပဲပေါ့နော်ဝမ်းသာစရာဒါပေမဲ့ကျွန်တော်ခုနကပြောကျွန်တော်မြန်မာလက်ဝဲကိုကဘာအသိအောင်လုပ်မယ်ကျွန်တော်တို့ကစားသမားတွေကိုအများကြီးခေါ်တုံးမလားဒီလိုလည်းရှိသေးပေါ့ဟိုမြန်မာလက်ဝဲလာခေါ်လို့သိချင်တော့ကစားသမားတွေပါလို့သူတို့ကစားသမားတွေလည်းပွဲအများကြီးရလာမယ်ပြီးတော့သူတို့ရဲ့အသွေးကြုံတွေနိုင်ငံတကာအသွေးကြုံတွေများလာမှာပေါ့နောက်မျိုးကျွန်တော်ကဒီပြည်တွင်းမှာပဲလဲပြီးတော့ဒီတခြားမွေထိုင်းတို့လည်းဥစားလည်းကိုကမကြွန့်ချင်းပြီးတော့ဒီကျွန်တော်မြန်မာလက်ဝဲကလည်းပြည်တွင်းမှာပဲဖြစ် နိုင်ငံတကာသွားရင်တော့ဒီအဆင့်သွားမှာပဲရောမူတိုင်းဆိုတော့ဒီအဆင့်မှာသွားပါဆိုအမှတ်ပေးစနစ်ပေါ်မှာပဲသူရအနိုင်ရှုံသိရမယ်ပြီးတော့ဒီနိုင်ငံတကာသွားမှဆိုရင်ကျွန်တော်တို့ကဘာလည်းအခုလက်ရှိအမှတ်ပေးစနစ်ကိုလက်ခံလာကျွန်တော်လည်းတကယ်နိုင်ငံတကာသွားမှကျွန်တော်လက်ဝဲရအမှတ်ပေးစနစ်နဲ့ပဲဖြစ်မှာပေါ့ဒါပြီးတော့ကစားသမားတွေကလည်းတက္ကနိတွေကောင်းလာမယ်ဟိုခံပြီးမထိုးတော့ပြင်သူတို့ဟိုအမှတ်မပေးအောင်ကာဝယ်ပြီးထိုးကြအောင်အဲ့တော့ဒါကစားသမားတွေလည်းအများကြီးတူတက်လာဟုတ်ကဲ့ဒီ PDF ဒီဝင်ကျွန်တော်ပြောလဲလို့ဘယ်တော့ဒီအကျိုးရှိမယ်လို့ထင်တယ် အဒီကတော့ဟိုဒါလူကြီးလေအများကြီးကြိုးရှင်းလို့ဒါမှသူတို့ကဘယ်လောက်တီးလုတ်ဝင်နိုင်လဲအဲ့ဒါပဲပေါ့အဒီကတော့ခုနပြောလို့ကစားသမားတွေကတကယ်ကြိုးစားမှဆိုရင်ထိုက်တန်ရမလားစိုက်တန်ရမလို့လားကျွန်တော်ကစားသမားတွေတော့အများကြီးဝမ်းသာကျွန်တော်တို့တို့တကယ်လို့ကစားသမားတွေကျွန်တော်ရွေးဖြစ်မှဆိုရင်ဒါကျွန်တော်တို့တပည့်တွေညီတွေရှိတော့ပေါ့တို့အများကြီးကျွန်တော်ပန့်ပို့ရမယ်ဒီနိုင်ငံတကာကျွန်တော်တို့လက်ဝေးရဒီဗာတများတွေကပြောကြတော့ဒီကျွန်တော်တို့ပြည်တွင်းမှာပြောကြတယ်ဗာလက်ဝေးရဟိုတက်ကိုတက်ရှိတော့ ူဟိုနေစနစ်မရှိမရှိတာမဟုတ်ဘူးကျွန်တော်တို့ကဒီကျွန်တော်တို့ရဲ့ပွဲနေနဲ့ဟိုဖြစ်ပြီးထိုးနေရတဲ့အတွက်ဟိုနေမှာမြန်မာလက်ဝဲရတယ်သူကဒီမွေထိုင်းလို့ပဲသူကနေစနစ်ရှိတယ်နေစနစ်တတိယကျသူတင်ပြလာတာရှိတော့အဲ့ဒီလေဟိုမှာဆရာကြီးကလည်းဒီနေစနစ်တတိယကျကစပွဲတွေကိုတင်ပြမှာဆိုကျွန်တော်တို့မြန်မာလက်ဝဲရတယ်တစ်ချိန်မွေထိုင်းလို့ပဲဒါနေစနစ်ကောင်းလားအကစားနေတခုဖြစ်လာကျွန်တော်တို့ဒီပွဲမှာသာ BFC ကလူကြီးတွေလည်းရောက်နေဆိုတော့ကျွန်တော်ရတာအကျွမ်းချင်းဆုံးကောင်တန်းမျိုးအုံချလိုက်တော့အိန္ဒိယမှာကျွန်တော်ရှားကစားဥစ္စာလည်းအုံချလို့ရတယ် ဒါမှကျွန်တော်ကသူတို့လည်းလာကြည့်တယ်မလားဒီဘွဲလိုဘွဲဟိုပရိသတ်တွေကလည်းရဟိုဒီဘွဲကလည်းမကြည့်ဘွဲဖြစ်လာတော့ကျွန်တော်နောက်ပထမတစ်ချိန်တွေ့တော့ဘူးတော့ဟိုဒီဘွဲလူတိုင်းကအားမလို့အများဖြစ်နေကျွန်တော်အဲ့ဒီတော့ကျွန်တော်ဒီဘွဲမှာ BKF ကြီးလည်းလာကြည့်တယ်ကျွန်တော်တခြားဥစ္စာနဲ့တရောင်ရိုင်းရင်ရိုက်လို့ရတော့ကျွန်တော်တရောင်မရိုက်ဘူးတော့ခေါင်းလိုက်တော့အတုံးလိုက်နိချက်မလို့ဘွဲကဒီခေါင်းထဲချက်ကိုအရင်သဘောကျကြတယ်ပေါ့အဲ့ဒါဘာကြောင့်လို့ထင်လဲဘုရားမြန်မာလက်ဝေးကြတော့ဒီကျွန်တော်တို့ခေါင်းထဲချက်အဓိကပေါ့ဘာလို့ ကျန်တဲ့ဥစ္စာတက်ကုန်တော့သတော်ရရတယ်သတော်ရရတော့ဒီမြောင်းလောက်ရတစုစံဒါပေမဲ့ခေါင်းနဲ့ထင်းသူကနှစ်လမ်းမရှိတော့ကိုင်းကိုယ်မကိုင်းမူမူဘူးလေမေ့ပါတော့ခေါင်းလေးကြတော့သူကအမာချင်းမှရင်တားရတဲ့ဥစ္စာအဲ့တော့ခေါင်းထိမဲ့ဆိုရင်ခြားဒီထိုင်းလို့ဆိုရင်ကြောက်တော့ထိုင်းကစားသမားဆိုတော့ကစားရလွယ်တယ်ကျွန်တော်တို့ထိုင်းကစားသမားတွေအများကြီးနဲ့ကစားကြရတွေ့ကြုံလို့ရှိတော့အဲ့တော့မှဆိုကျွန်တော်တို့ကစားရခြင်းတကယ်ထိုင်းအကောင်းဆုံးကစားသမားတွေလည်းရှိတယ် ို့ကတော့ဒီ1တော့ပါတော့ပေါ်တယ်သူတို့ကတိတ်မလာတော့အဲ့ဒါအဲ့ဒီထိုင်းကစားမနဲ့ကစားကျွန်တော်ခေါင်းတိုက်တော့ဦးစားပေးကစားဆိုတော့ထိုင်းကစားတော့မှတော်တော်များတယ်သူတို့မျက်နှာကွယ်မအောင်အရင်ကြောက်တော့အဲ့တော့ကျွန်တော်တို့ကသူတို့သတော်ညရှင်ရိုက်လို့မရဘူးသတော်ရိုက်လည်းသူတို့ကကိုယ်ထဲကိုသတော်ပုံမြင်တာတော့ကျွန်တော်အဒီအဓိကခေါင်းကိုအသုံးပြုကစားတော့ကစားတော့ဦးနောက်လာမဲ့ကလေးတို့လည်းကျွန်တော်ပြောနေတာကိုဒီကိုရဲ့ဒါပိုင်းပိုင်ဆိုင်မှုတစ်ခုပေါ့ကျွန်တော်တို့ကမြန်မာလက်ရမှာပဲရှိတာအဲ့တော့တရားတော့လေ့ကျင့်စီစဉ်တာပေါ့ဒီခေါင်းတိုက်တာပေါ့ခေါင်းတိုက်တာကိုမတိုက်တတ်လို့ရှိရင်အနေရများတော့ တော့သူကခေါင်းတိုင်းနဲ့နေစနေကတတိယကြတိမာတာခေါင်းတိုင်းလေအဲ့တော့သူကခေါင်းတိုင်းချက်ကိုဘောနပ်ပေးမှဆိုရင်ဒါတွေ့ရထုံးသားမယ်လေတတော်သူကဘောနပ်ပေးတော့တတော်မများရရမယ်ခေါင်းတိုင်းချက်ကိုဦးစားပေးဆိုတော့ခေါင်းတိုင်းချက်တွေများရပြောပြအောင်ဒါခေါင်းတိုင်းချက်အဓိကဆိုဘောနပ်ပေးမယ်ဆိုတော့ကစားသမားတို့များအုံချွတ်ချားရမယ်လို့ထင်တယ်။အဲ့တော့ကျွန်တော်တန်းဆောက်စီရင်တော့အများကြီးဟိုပြပြတာပေးတာတော့ခလေးလေးကိုကျွန်တော်တန်းတက်ဆောင်တော့ဟိုကစားမှာတော့သူတို့ရဲ့တောင်းကြိုးစားမှာကျွန်တော်တန်းတန်းလာတော့သူတို့မြန်မြန်ပြတာပေး စိတ်လေးမလို့တော့ဆိုတော့ ready ဖြစ်နေတာအဲကစားသမားတွေကတော့ ready ဖြစ်နေပေါ့ဘာသာသူတို့ဟိုကန်းဝင်တာဒီလားဒီလားဒါလားဆို၄၃လားကျော်၄လားညီပါသူတို့ ready ဖြစ်နေပြီအဓိကဒီယောက်ျားလေးနဲ့မိန်းကလေးနဲ့တစ်ခုရှိတော့မိန်းကလေးကျတော့လက်ဝေးရမလာတဲ့အတွက်တင်ရန်ကြားရတဲ့နည်းခက်ခဲတော့သူကလက်ဝေးရမဟုတ်တဲ့အတွက်သူကခြားကစားနည်းရလာတော့ဒီညီမလက်ဝေးတို့မတွေကတော့အဲမခက်ခဲဘူးပေါ့သူတို့ကဒီလက်ဝေးထိုးနေကြဆိုမင်းကလေးတွေ့တော့လည်းခက်ခဲ။အဲကျွန်တော်တော့ကျွန်တော်လက်ရှိကန်လန်းလာတဲ့ပွဲတော့မရှိဘူး။ကျွန်တော်တော့ ဘယ်ဘယ်ဘယ်ပြကျွန်တော်ကန်လမ်းမယ်ဆိုတော့အချိန်ယူပြီးတော့ကျွန်တော်လေ့ကျင့်ပြီးတော့ကစားသွားဟုတ်ဟိုကျွန်တော်ခြေပရိသတ်တွေတယောက်ချင်းနဲ့ကြီးစုနေဒီကကြီးရှုံးနေတဲ့ဟိုပရိသတ်တွေလည်းကြီးစုနေကျွန်တော်အမြဲတမ်းလိုနေကြရခြင်းဖြစ်အာဝင်နေဖြစ်အာပြီးပရိသတ်တယောက်ချင်းစုကြီးစုနေကျွန်တော်ယုံကြည်လာပြီးကျွန်တော်ပရိသတ်အားလုံးလည်းကြီးစုနေဇန်နေဘွေရတော့ ဟိုကျွန်တော်ညှိပွဲလည်းပါတော့ကျွန်တော်ညှိထုံမင်းနိုင်လည်းပါတယ်ပြီးတော့ရာမန်နဲ့အောင်ခိုင်ပါအဲ့ဒီပွဲကိုလည်းသိမ်မြော်လေးလာပေးပါအားလုံးဖိတ်ခေါ်တော့ပွဲကလည်းပွဲကောင်းတယ်ဖြစ်မှာခြားပွဲကလေးတွေကလည်းပွဲတွေအားလုံးကောင်းတော့ကျေးဇူးပါဟုတ်ကျေးဇူး